Okay အားလုံးပဲမင်္ဂလာပါရှင် Terror Healing and Reading My Kidra နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှကြည့်ပေးမယ်เนาะ Reading လေးကတော့เนาะအခုတင်ထားပြီးသလိုပေါ့เนาะ H ကိုအရင်ဆွဲလန်းရတယ်ကိုအရင်ချစ်မြတ်လို့ရတယ်ကိုရဲ့ H ပေါ့เนาะပြတ်သွားတဲ့သူပေါ့အဲ့တော့ကိုရဲ့အချက်ဟောင်းပြန်လာမှာလားဆိုတာ ਨੇ ပတ်သက်ပြီးတော့မှเนาะ Reading လေးကြည့်ပေးမှာဖြစ်ပါတယ်เนาะ Okay အဲ့တော့ ကိုယ့်ရဲ့ age ပေါ့နော်ကိုယ့်ရဲ့ဒီချက်ဟောင်းကိုနော်အာရုံပြုထားပါเนาะအဲ့တော့သူပြန်လာမှာလားဆိုတာကိုကြည့်ပေးမှာပဲဖြစ်ပါတယ်ဒါလေးက collective reading အနေနဲ့ပဲကြည့်ပေးလိုက်မှာဖြစ်ပါတယ်เนาะအဲ့တော့မိမိတို့နဲ့ကြိုက်တာလေးတွေကိုယူပါမိမိတို့နဲ့မကြိုက်တာလေးတွေပေါ့ကြော်လိုက်ပါလို့ပြောချင်တယ်เนาะ နဲ့ပတ်သက်တယ်နော်။ငါကြည့်နေတဲ့ quality တမလေးတွေအတွက် H နဲ့ပတ်သက်ပြီးတော့ H content ကိုဒီလိုကိုပြသပေးတာ။อ่าโอเคดัมโมเนาะ okay terror ရဲ့ဗောနော energy လေးတွေရဘတော့တဲ့ desk ကလေ the moon ကိုလာပြတယ်เนาะ the moon ကိုလာပြပြီးတော့เนาะဒီ energy မှာဘာလာတွေ့ရလဲဆိုတော့เนาะ the moon ဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော तू ကလေလောလောဆယ်မှာတော့ဗောနော तू မှာเนาะဆုံးဖြတ်ချက်မချနိုင်သေးဘူးဝေဝါးနေရဆိုတော့အနေထားမျိုးတွေတွေ့ရတယ်เนาะဆုံးဖြတ်ချက်မချနိုင်သေးဘူးကိုယ့်ရဲ့ age ကဗောနော ဝေဝါနေတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာလေ third person ရှိနေရမျိုးရှိနိုင်တယ်နောက်တစ်ခုကကြတော့ဒီမှာဆိုရင်သူနဲ့နောက်ထပ်ပတ်သက်တဲ့အမျိုးသမီးပေါ့နော်ဒီအမျိုးသမီးကသူ့မဟုတ်ဘူးနော်ကိုနဲ့ကို့မှာပေါ့နော်အဲဒီနှစ်ယောက်မှာဒီအမျိုးသမီး energy သူနဲ့ပတ်သက်နေတဲ့အမျိုးသမီး energy တယောက်ယောက်ကားတယ်နော်ဒီမှာဆိုရင်ကိုဝင်ပေါ့နော်ကိုဝင်ဆောင်ထားရတာမျိုးတွေ့ရတယ်နော်အဲ့တော့ဒီဟိုဟာပေါ့နော်ဒီလိုကိစ္စနဲ့ပတ်သက်တယ်ပေါ့နော်ကိုဝင်သူမဟုတ်ဒီလိုမျိုးတယောက်နဲ့တယောက် ဒီလိုလေးလေးနက်နက်ပတ်သက်မိတဲ့ကိစ္စတွေပေါ့နော်အဲ့လိုကိစ္စရရနဲ့ပတ်သက်ပြီးတော့မှเนาะဂျုံနေရတာမျိုးရှိတယ်เนาะဂျုံနေရတာမျိုးရှိတယ်ဒါကြောင့်မို့လို့ပေါ့နော်အကယ်လို့ဟိုသူ့မှာပေါ့နော်ကိုယ့်စီကိုပြန်လာဖို့အတွက်ကိုအာစဉ်းစားမယ်ဆိုရင်တော့မှပဲเนาะဒီဟာကအပြည့်မထွက်နိုင်ဘူးဖြစ်နေရမျိုးပေါ့နော်အပြည့်မထွက်နိုင် ဖြစ်နေရမျိုးတွေတွေ့ရတယ် เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်တချို့တွေတချို့ relationship တွေမှာဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့ပြတ်သွားတာကတကယ်ကို jealousy ပေါ့เนาะဒီ third party ကိစ္စကြောင့်ဖြစ်နိုင်တယ်အဲ့ဒီမှာဟိုဟာပေါ့เนาะဟိုရံဖြစ်စကားများရပြီးတော့မှာเนาะဒီသူနဲ့တဝင်တူရတာမျိုးတွေဖြစ်ပြီးတော့မှာဟိုတောင်းနေတယောက်ကเนาะ separation ဖြစ်သွားတဲ့ပုံစံမျိုးမှာရှိတယ်ဒါ h ကိုပဲပေါ့เนาะ h ကိုပဲစဉ်းစားနေကြတာဖြစ်တဲ့အတွက်ဟိုပေါ့เนาะဒီ h reading ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါက ကိုနဲ့ပြက်ပြီးသားသူတယောက်ဖြစ်မယ်ပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့ပြက်သွားရင်အကြောင်းရင်းကလည်းဒီအဲ့ဒီတပ်ပါတီကြောင်ဖြစ်ဖို့များရယ်ပေါ့နော်အဲ့ဒီတပ်ပါတီကြောင်ပြက်သွားတာမျိုးနော်အဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်မို့လို့နော်အဲ့ဒီတပ်ပါတီမှာကလည်းသူနဲ့ပတ်သက်မိတာဒီနော် ဟိုယူ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 တာမန်ပတ်သက်မှုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ပို့ပြီးတော့ပေါ့နော်နည်းနည်းလေးပို့နှက်နေတဲ့အရာမျိုးတချို့ဆိုလို့ရှိရင်လက်လွန်ချေလွန်ပြတ်သွားတယ်နော်ကိုဝင်နေပါရည်ရုတ်တရက်ရသွားလို့မို့လို့နော်အဲ့ဒီတက်ဟိုပါပေါ့နော်နောက်ထပ်ပေါ်လာတဲ့တပ်ပါတီကိုရွေးချယ်သွားရတာမျိုးဖြစ်နေတာမျိုးပေါ့နော်အဲ့တော့အဲ့ဒီအနေအထားမျိုးရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကနော်ရွေးချယ်ဖို့နော်အဲ့ဒီဘာနော်ကိုစီကိုပြန်လာဖို့ဆိုတဲ့ဟာမှာအဲသူ့မှာဟိုဆုံးဖြတ်ချက်မချနိုင်ဘူးနော်ဒီဟာကိုလုံးဝဟိုမှာမဖြစ်နေရမျိုးတွေ့ရတယ် เนาะနောက်ကတော့ဒီမှာဆိုရင် kings of pentacle တွေ့ရတယ်เนาะ kings of pentacle ဆိုတော့တချို့သော relationship တွေ ਆ သူတွေကြတော့ဘယ်လိုဖြစ်နိုင်လဲဆိုတော့เนาะအရှိကဒီစောစောနာတော့ဒီကိုဝင်ကိစ္စဘာညာဆိုတာအားလုံးကိုဆိုလို့တာမဟုတ်ဘူးเนาะတချို့အိမ်နဲ့အစဉ် တချို့တွေနဲ့တိုက်ဆိုင်လိမ့်မယ်နော်တချို့တွေနဲ့ကတော့ဟုတ်ချင်မှဟုတ်မယ်ပေါ့နော်သက်ပါတီအနေထားမျိုးဖြစ်နိုင်တယ်အဲ့တော့သက်ပါတီဆိုတဲ့နေရာမှာတချို့ကဘလို့ပဲသက်ပါတီမျိုးလဲဆိုတော့နော်ငွေကြေးအလောက်ကင်ကြောင့်ဖြစ်တယ်နော်တချို့ကတော့ငွေကြေးအလောက်ကင်ကြောင့်သူ့ရဲ့ငွေကြေးအလောက်ကင်ကိုပဲသူကအဓိကဦးစားပေးပြီးစဉ်းစားတတ်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်ပြောရရင်နော်အဲ့ဒါကြီးတယ်နော်အလုတ်ကင်လုတ်တဲ့နေရာမှာအလုတ်လုတ်တဲ့နေရာမှာအလုတ်ကိုပဲအရင်ဦးစားပေးတော့ ਨੇ ကိုကိုလုံးဝဦးစားမပေးတာမျိုးတွေရှိတယ်။ဒါကြောင့်မို့လို့ကိုနဲ့ပြတ်တာ နော်ကိုနဲ့ပြဿနာတက်ပြီးတော့ပြတ်သွားတာမျိုးရှိတယ်။အဲ့တော့ तू ကတနေ့နေနင်းနင်းညံ့ညံ့ပေါ့နော် तू ဘလို့လုံးရင်ဘာရမလဲဆိုရဲဟာမျိုးပဲတွေးနေတာမျိုးတွေပေါ့နော် तू ရဲ့အလုပ်ကိုပဲစဉ်းစားနေတာမျိုးတွေရှိတယ်။နောက်ခါကျတော့ तू ရဲ့အလုပ်မှာလည်း तू ကိုယ်တိုင်ကတကယ်ဦးစီးဦးဆောင်လုပ်ရတဲ့သူမျိုးဖြစ်တယ်နော်။အဲ့ဒီဟာအကြောင်းမလို့ပေါ့နော်။ ဒီလိုဥသီးဥဆောင်လောက်ရတဲ့သူမျိုးဖြစ်တဲ့အတွက်အလုတ်ရမ်းများတာမျိုးကိုကိုအချိန်မပေးနိုင်တာမျိုးတွေရှိခဲ့တယ်။အဲ့လိုအချိန်မပေးနိုင်တဲ့အတွက်ကြောင့်မလို့ကိုနေပြက်ရတယ်ပေါ့နော်။အများသောဖြစ်တော့သူ့ဘက်ကတော့အတ္တကိုဥသီးတာမျိုးတွေတွေ့ရတယ်နော်။ဆိုတော့သူကကိုယ့်စီကိုပြန်လာနိုင်မလားလို့မေးတယ်ဆိုရင်တော့ဒီမှာ nice of pentacle ပါတယ်နော်။ nice of pentacle လေးကတော့ဒီမှာဆိုရင်နော်အဲတချို့သောသူတွေပေါ့နော်တချို့သောသူတွေကတော့တဲ့နော်ကိုယ့်စီကိုပြန်လာခြင်းနဲ့တဲ့နော် ဟိုတချို့ပေါ့နော်အခုပြောသွားတဲ့အချိန်မှာနော်စွန်းနာပြောရဲပေါ့နော်ဒီအလုတ်ကင်ငွေကြေးကြောင်တချို့ဆိုလို့ရှိရင်သူ့လိုချင်တဲ့ပန်းနိုင်ကိုမရောက်သေးနေတာဖြစ်တဲ့အတွက်ကိုကိုနော်အချိန်မပေးနိုင်တာနော်ကိုကိုအလေးမပေးနိုင်တဲ့သူမျိုးတွေပေါ့နော်အဲ့အဲ့ဒီကိစ္စကြောင်အလုတ်ကင်ငွေကြေးကြောင်ပြတ်သွားတဲ့သူတွေဆိုရင်နော်တဲ့သူကသူ့ရဲ့စိတ်ထဲမှာပေါ့နော်တစ်ချိန်မှာတဲ့သူက ပြန်ပြီးတော့မှဒီအလုတ်ကင်ငွေကြေးစီးပွားရေးတွေအဆင်ပြေသွားတဲ့အချိန်တနေ့နေကြရင်ပေါ့နော်အဲ့လိုအချိန်မျိုးမျိုးကြလို့ရှိရင်တော့ကို့အတွက်ပေါ့နော်လက်ဆောင်ဒုက္ခလေးပိုက်ပြီးတော့မှနော်ကို့အိမ်ရှိကိုပြန်ရောက်လာတာမျိုးနော်ကို့စီကိုပြန်ရောက်လာတာမျိုးကြီးရှိလိမ့်မယ်တဲ့နော်အဲ့တော့တချို့ကျွန်တော် relationship လေးတွေအတွက်ကတော့နော်ပျော်စရာကောင်းနေပေါ့နော် relationship ကလေးပေါ့နော်တွေ့ရတယ်အဲ့တော့ဒီမှာလာကြည့်နေတဲ့ collective ဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်တချို့တွေကတော့ဒီမှာဆိုရင်တော့ ဒီတပ်ပါတီစီကနေပြီးတော့သူ့အနေနဲ့ယုံထွက်လာရဖို့အတွက်ကိုကကြတော့တော့စင်မှာစဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိနေသေးဘူးတဲ့เนาะအဲ့တော့ဒီမှာ ကင်းစော့ပန်ဒီကယ်ရောနိုင်စော့ပန်ဒီကယ်ရောရဲ့အနေထားရဆိုရင်တော့เนาะလက်ရှိမှာအဆက်အသွယ်ပြန်လာလို့တော့မလားလို့မေးမယ်ဆိုရင်လက်ရှိချက်ချင်းတော့မဖြစ်နိုင်ဘူးเนาะသူကကြောက်အောင်မှာเนาะပန်ဒီကယ်ရဲ့အနေထားရဆိုတော့เนาะဒီဟိုဟာရဆိုလို့ရှိရင်เนาะညီညီတက်ပေါ့เนาะ assign နေဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ assign ရဲ့ energy ရဲ့အတိုင်းပဲသူတို့ကတိကျတာစဉ်းစားအောင်မယ်ခြေတုံချတုံလို့အောင်မယ်တွေ့ဝေအောင်မယ်เนาะအကုန်လုံးပေါ့เนาะဒီ အဖက်ဘက်ကနေစဉ်းစားပြီးတော့ပေါ့နော်အကုန်လုံးနောက်ဆုံးအဆင်ပြေတဲ့အချိန်ခါကြတော့မှကိုယ့်စီကိုပြန်လာမှပြန်လာမယ့်ပုံစံပေါ့နော်အဲ့လိုမဟုတ်မချင်းရတော့ကိုယ့်စီကိုပြန်လာမယ့်ပုံမဖြစ်မဖြစ်နိုင်ဘူးပေါ့နော်နောက်ခါကြတော့အခုသူ့ရဲ့ဒီအရှုပ်ရှင်းကိစ္စတွေအာဒီလိုမျိုးကိစ္စတွေမှာပေါ့နော်သူ့အနေနဲ့လုံးဝရှင်းလင်းသွားပြီးတဲ့အချိန်မျိုးကြမှာပဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ပြန်လာမယ့် energy ကတော့ဟိုပါပေါ့နော်ပြောမယ်ဆိုရင်တော့30 80လောက်တော့ရှိမယ်ပေါ့နော်အဲအဲ့တော့ ဘာဆက်ဖြစ်နိုင်မလဲပေါ့เนาะဒါမှမဟုတ်ညေသူ့ရဲ့ပေါ့เนาะဒီ oracle လေးညီနဲ့ clarity တစ်ချက်ယူကြည့်ကြတာပေါ့เนาะ oracle လေးညီနဲ့တစ်ချက်ယူကြည့်ကြအောင်အဲ့တော့သူ့ရဲ့ message ပေါ့เนาะသူ့သူ့ဘက်ကနေပြောကြတဲ့ message ကဘာဖြစ်နိုင်မလဲပေါ့เนาะ h ကနေပြီးတော့မှအင်းခုလာကြည့်နေတယ် collective တမားလေးတွေရောဗောနော်အချစ်ဟောင်းနော်ဒီအချစ်ဟောင်းကနော်ပြန်လာနိုင်မလားနော်ဒီ ace ရဲ့ connection ကလောလောဆယ် blue energy ရှိနေပြီးတော့မှာဘာတွေပြောချင်နေတယ်ဗောနော် ဟာ they are waiting for you တဲ့နော်အဲကြောင့်လို့ပြောတာနော်ဒီမှာဆိုရင်နာအဲမှာလဲ king of pentacle နော် nice of pentacle ရဲ့အနိထာရဆိုရင်လေသူတို့ဘက်ကနေပြီးတော့ဟိုကိုစီကိုပြန်လာဖို့တဲ့ဆိုင်လေသူတို့ကကိုယ့်ကိုပို့စောင့်နေတာမျိုးရှိတယ်နော်ကိုယ့်ဘက်ကနေပြီးတော့စောင့်နေတာမျိုးနောက်ကကြတော့ i am manifest am manifesting you တဲ့နော်တချို့တွေနော်အဲဒီ relationship မှာဘာဖြစ်နေလဲဆိုတော့နော် သူကပြန်လာမဲ့အစားပေါ့နော်ကိုကိုကသူကပြန်စောင့်နေတာမျိုးတွေเนาะနောက်ခါကျတော့ကိုကိုပေါ့နော်လိုချင်နေတဲ့ energy လေးတွေဟာရှိနေသေးတယ်မန်နီဖက်စ်လုပ်နေတဲ့တချို့သောသူတွေပေါ့နော် ဂျူလူတွေ manifest လုပ်နေတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် အရင်ကပြတ်သွားခဲ့တဲ့အနေထားမှာဆိုရင်တဲ့နော်အဲသူတို့သူကကွာကိုယ်မချစ်တာတော့မဟုတ်ဘူးချစ်တယ်ဒါပေမဲ့တစ်ဖက်မှာပေါ့နော်သူလှုပ်လိုက်တဲ့ကိစ္စမှာတစ်ဖက်မှာကလည်းပဲနော်သူ့အနေနဲ့အာယောက်ျားပီတာဖို့လိုအပ်တာမျိုးပေါ့နော်သူတာဝန်ယူဖို့လိုအပ်တာမျိုးပဲအဲ့လိုပုံစံမျိုးပဲပေါ့နောက်ခါကျတော့နောက်ထပ်ပေါ့နော်တခုတွေးတာကတွေးဟွာပေါ့နော်ဒီမှာဟွာရတာကြတော့ intuition ရတာကြတော့သူကပေါ့နော်ဒီတပ်ပါတီဆိုတဲ့နေရာမှာသူကမိသားစု နော်မိသားစုတာဝန်ယူရမယ့်မိသားစုရှိနေတာမျိုးနော်တချို့တွေတာဝန်ယူရမယ့်မိသားစုရှိနေလို့မို့လို့အဲ့ဒီဟာကြောင့်မို့လို့ပေါ့နော်ကိုယ့်ကိုပြန်အဆက်အသွယ်မလုပ်တာတော့မျိုးနော်ကိုယ့်စီကိုအာပြန်ရောက်လာတာမျိုးမဖြစ်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ် definitely တယ်နော်ဟုတ်ပြီအဲ့တော့ तू ကကိုယ်သတိရနေလားဗာညာဆိုလို့ရှင်တော့ definitely ပဲနော်သတိရနေရမျိုးတွေတော့ရှိတယ်တဲ့နော်သို့ပေမဲ့ तू ကပြန်ဆက်တွေ့လာမလားဆိုရင်တော့လောလောဆယ်တော့ပြန်ဆက်တွေ့လာမှာမဟုတ်ဘူးကိုယ့်ကိုယ် तू ကစောင့်နေတယ်ကိုယ့်ကိုလိုချင်တဲ့အတွက်ကြောင့်မလို့ तू က manifest လုပ်နေရမျိုးတွေရှိတယ်တဲ့နော်အဲ့တော့တနေ့နေ့တစ်ချိန်ချိန်မှာတော့မင်းနဲ့ငါနဲ့ပြန်ဆုံချင်းနေဆိုရဲပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့တော့တနေ့နေ့တစ်ချိန်ချိန်မှာဟုတ်တယ်တဲ့ yes နော်နော် ဲ့တော့တနေ့နေ့တစ်ချိန်ချိန်မှာကိုနဲ့သူနဲ့ပေါ့နော် ပြန်ဆုံမယ်ပြန်ဆုံခြင်းနဲ့ပေါ့နော် ပြန်ဆုံရအောင်မယ်ဆိုရဲမျှော်လင့်ချက်ပေါ့နော်အဲ့ဒီဟာလေးကသူ့ရှိမှာရှိနေတယ်အဲ့ရာကိုလည်း manifest လုပ်နေတာမျိုးကြီးရှိရဲ့တဲ့နော်ဟုတ်ပြီဒီမှာဒီ I have lost everything เนี่ยเนาะမင်းเนี่ยဗောနော်ဒီခွဲခွာပြီးရဲ့အချိန်မှာဗောနော်သူ့မှာတဲ့เนาะဆုံးရှုံးမှုကြီးအများကြီးဗောနော်အကုန်လုံးကဆုံးရှုံးခဲ့ရတယ်တဲ့เนาะဒီမှာ now is not the time เนี่ยเนาะဒါပေမဲ့အခုလောစင်မှာတော့ငါတို့နှစ်ယောက်အတွက်အချိန်မကျနေသေးဘူးပဲเนาะအချိန်မကျနေသေးဘူးเนาะအဲ့တော့အချိန်မကျနေသေးဘူးလို့ပြောနေတယ်အဲ့တော့လောလောစင်မှာတော့တဲ့เนาะဒါပေမဲ့ကိုယ့်ကိုတော့ဗောနော်အခုကိုယ်နဲ့ဝေးကွာဝေးကွာသွားတဲ့အချိန်မှာကိုယ့်ရဲ့တန်ဖိုးဗောနော်ကိုယ့်နဲ့ဒီဟာကိုတော့သူ့အနေနဲ့နားလေသိရှိနေတဲ့ပုံစံမျိုးတော့တွေ့ရတယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်မကိုယ်ကလှုပ်ထားရဲဗောနော် ီ ACE campaign နဲ့ပတ်သက်တဲ့เนาะသူ့ရဲ့သူ့ဘက်က message လေးပေါ့เนาะ blue message လေးရှိမလဲ။ဒါလေးတွေပြောချင်လဲဆိုတော့ collective တမားလေးတွေအတွက်ကိုပြောပြပေးပါ။ misunderstanding each other တဲ့เนาะကဲအဲ့တော့ဒီမြောက်သားကြောင့်မှာဒီ relation မှာဒီ relationship မှာတဲ့เนาะ misunderstanding ဖြစ်တာတယောက်နဲ့တယောက်နားလည်မှုလွဲခဲ့တာတွေအများကြီးရှိတယ်တဲ့เนาะကဲနားလည်မှုလွဲခဲ့တယ်ပေါ့เนาะနားလည်မှုလွဲခဲ့တာတွေရှိတယ်တဲ့เนาะ ဲ့တော့အကယ်လို့များပါတော့သူပြန်လာမလားဆိုလို့ရှင်တော့တဲ့နော်တချို့ energy တွေမှာတော့ no เนาะပြန်မလာဘူးတဲ့နော်တချို့တွေအပေါ်အောက်မှာကျတော့ yes ဆိုတာဒီမှာတော့ energy ကလည်းလာပြီးတော့မှ ဟိုဟာတွေဖြစ်နေတယ်เนาะ energy တွေကလာစုံနေတယ်အဲဒီမှာလာကြည့်နေတဲ့သူတွေကလည်းလေအများကြီးပေါ့เนาะ energy အစုံဖြစ်နေတာမျိုးတွေတွေ့ရတယ်အဲ့တော့တချို့တွေမှာကတော့เนาะကိုယ့်စီကိုပြန်လာခြင်းနဲ့စိတ်ရှိတာဆိုရင် yes ဟုတ်တယ်ရှိနေတယ်ဒါပေမဲ့အခုပြန်လာမလားဆိုရင်တော့မပြန်လာသေးဘူး no လို့ပြောကြတာเนาะ ace is always age เนาะအဲ့တော့ဒီအချစ်ဟောင်းဆိုတာအမြဲတမ်းအချစ်ဟောင်းပါပဲတဲ့เนาะအဲ့တော့ကိုယ့်ရဲ့ပေါ့เนาะဒီအနာဂတ် မှာเนาะဘရောမှာမဖြစ်လာနိုင်ဘူးတဲ့เนาะအဲ့တော့တချို့သောသူတွေမှာတော့ကိုယ့်ရဲ့เนาะအဆက်ဟောင်းကတော့အဆက်ဟောင်းတိုင်းပဲပေးရှိထားလိုက်ပါဘာဖြစ်လို့လဲဆိုတော့တချို့သောကိစ္စတွေမှာမိမိနဲ့ဖြစ်ခဲ့တဲ့ပြဿနာအတိတ်အနက်ကိုပြန်လဲတရားစဉ်းစားဖို့လိုအပ်တယ်တချို့တွေကအရန်အတ္တကြီးတာ toxic ဖြစ်တာမျိုးเนาะ insolventicle ဖြစ်တဲ့အတွက်ကြောင့်မလို့ vago တွေရဲ့เนาะ energy ကိုရတယ်အဲ့တော့ vago ဒီ assign နေပေါ့เนาะ taurus vago capricorn နေပေါ့เนาะအဲ့ဒီ assign နေရဲ့ energy ကိုရတယ် ကဲအဲ့တော့မိုးလေးရွာတော့ဗောနော်မိုးရွာတော့ခဏလေးခဏလေးနားလိုက်ရပုံလဲအားမရှိရနော်အဲ့တော့အစွမ်းတော်ကအရှိမပြောခဲ့တယ်လို့ဗောနော်မိရဲ့ ace ကတဲ့နော် ace နဲ့ပတ်သက်ပြီးတော့မှနော်ကိုကဗောနောဘလူကြုံခဲ့ရလဲဗောနောဒီ ace ကကိုကိုအငြင်းတောက်စစ်ပေးခဲ့တဲ့သူလားအငြင်း ဟိုဟာတစ်ခဲ့တဲ့သူလားပေါ့နော်အဲဒီလိုကောင်းပေးခဲ့တဲ့သူလားဆိုတာကိုနော်မိမိကိုယ်တိုင်မိမိပြန်လဲစဉ်းစားသုံးသပ်ရမယ်ဘာဖြစ်လို့လဲဆိုတော့နော်အာညာတော့ပြင်အဆက်ဟောင်းတွေကိုမျောနေရတဲ့သူပေါ့နော်အဆက်ဟောင်းတွေကဒါမဲ့ကိုယ့်လက်ထဲမှာရှိစဉ်တော့ကလည်းကိုယ့်အပေါ်မှာတကယ်တမ်းပေါ့နော်တကယ်မကောင်းခဲ့တဲ့သူတွေနော်ဒါမဲ့တချို့ကျတော့လည်းကိုယ့်အပေါ်မှာကောင်းခဲ့တယ်ဒါမဲ့ကိုယ်က နော်ကိုနဲ့ကကြတော့ဟိုမှာမဖြစ်နိုင်တဲ့ကိစ္စရက်တွေမဖြစ်နိုင်တဲ့ပေါ့နော်အကြောင်းတရားတွေရှိလို့မို့လို့မဖြစ်မနေနောက်ဆုတ်လိုက်ရတယ်ဆိုရယ်ပုံစံမျိုးတွေဆိုရင်နော်မဖြစ်မနေနောက်ဆုတ်လိုက်ရတဲ့ပုံစံမျိုးတွေဆိုရင်ကြတော့ဒါမျိုးဆိုလို့ရှိရင်တော့ပေါ့နော်ကိုအနေနဲ့ဒါဟိုကိုကပြန်လူကျင်နေသေးတယ်ဆိုတာနည်းနည်းဟို စင်ပြေနိုင်တယ်ပေါ့အကယ်လို့ငကူကလည်းကိုယ့်ပေါ်မကောင်းဒါပေမဲ့လည်းကိုယ်ကလိုချင်နေသေးတယ်ဆိုရင်တော့ဒါကမိမိကိုယ်ကိုမိမိချစ်တဲ့ energy လည်းပျောက်ဆုံးတယ်ဆိုတဲ့ပုံစံမျိုးသတွေ့ရတယ်နော်အဲ့တော့ဟိုဒီ Taurus ဘာကို Capricorn ပေါ့နော်ဒီဒီ S sign ကြီးကအဓိကဒီမှာဘယ်လိုလဲဆိုတော့အများသောအဖြစ်တချို့တွေကသူတို့ရအများသောအဖြစ်တစ္ဆာရှိရများတယ်เนาะဒါပေမဲ့သူတို့တစ္ဆာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီလူကတကယ်တမ်းသူတို့အတွက်မလေးနက်လို့เนาะမလေးနက်လို့ သူတို့ကအများသောအဖြစ်အဲတီတီငင်ငင် app sign တွေတော်တော်များများတီငင်တဲ့သူများတယ်အာ e စစေးပေါ့နော်အဲ့လိုနေတတ်တဲ့သူများတယ်အာတကယ်ချစ်တယ်ဆိုမှချစ်တယ်ဟာမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာမှာတော့အဲစွမ်းနာလိုပေါ့နော်ဟိုဟွာဘုံမူတီးပြီးတော့ ဒီနေနံလေးမူတည်ပြီးတော့ပုံမူတည်ပြီးတော့ဗောနတချို့ကြောင့်လည်းနည်းနည်းလေး reflect ဖြစ်ချင်တဲ့သူတွေရှိတယ်။ဒါပေမဲ့တကယ်တမ်းသူတို့ချက်တဲ့သူဆိုရင်တော့သူကတကယ်ကိုတိတိညင်ညင်လေးလေးနက်နက်နဲ့ချက်တယ်။အဲ့တော့ကိုယ့်စီမှာပိုင်ဆိုင်ခဲ့မှုတဲ့သူဒီเนาะဘလို့ပုံစံမျိုးလဲဆိုတာကိုကိုကပြန်ပြီးတော့မှသုံးသက်တယ်เนาะ အဲ့တော့ကို့ပုံမှာအများရန်1000စတေပဲပေးခဲ့တာမျိုးနော်ဘရောမှာကို့ဘက်ကိုမကြည့်ပဲနဲ့သူ့ဘက်ကြည့်ပဲကြည့်ခဲ့တာမျိုးနော်အများရန်ပေါ့နော်သူ့အတ္တပဲအများရန်ရှည်တိုင်းတင်ပြီးကို့ဘက်ကိုတစည်းမှမကြည့်ပဲနဲ့ကိုဘာကြီးပဲဖြစ်နေဖြစ်နေလက်မကြည့်ခဲ့တဲ့သူမျိုးဆိုရင်တော့ပြန်မလိုချင်နဲ့တော့ပေါ့နော်အဲ့ဒါအမှန်တိုင်းပြောရင် ကို့ကိုမချစ်တာပဲနော်ကို့ကိုမချစ်တာကို့ကိုတကယ်ကိုမျက်မျက်နှူးနှူးမချစ်ခဲ့လို့ပဲနော်အဲ့တော့ဒီမှာက ဲ့ဒီ age လိုမျိုးလားပေါ့နော်မဟုတ်ဘဲနဲ့အဲ့လိုတော့မဟုတ်ဘူးတကယ်လဲချက်တဲ့ပုံစံမျိုးတွေပောက်ပောက်ခဲ့တယ်ကိုယ်ကိုလည်းအများကြီးဟိုပါပေါ့နော်အကူအညီတွေပေးခဲ့တယ်ကိုယ်ကို mentally ရောနော် physically ရောဘလိုပဲဖြစ်ဖြစ်အထောက်ပံ့ပေးခဲ့တဲ့ age မျိုးဆိုရင်တော့သူနဲ့ကိုယ်နဲ့ကြားထဲမှာနော်အဲ့လိုမျိုးပေါ့ညှိမရတဲ့ပြဿနာတွေတက်ခဲ့တာမျိုးတွေနော်အလောက်ကံငွေကြေးစီးပွားရေးကအဓိကဖြစ်နေခဲ့လို့နှစ်ယောက်စလုံးမှာဒီကိစ္စတွေကနော်ကျိုးစားရအောင်မာရရှိနေတာမှုလို့ပေါ့เนาะဒါတွေကိုအရင်ခံပြီးတော့မှအာ separation ဖြစ်ခဲ့ရတဲ့သူတွေဆိုရင်တော့ဒါပြန်လဲမျှော်လင့်နိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကကလေနောက်ခါကျတော့နောက်ထပ်ကက်ကလေးတစ်ခုကတော့ right believe that you need to learn how to love and forgiveness လေနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီအချက်ရေးကားတယ်နော်ကိုယ့်ရဲ့ဘဝမှာဆိုလို့ရှိရင်နော်တင်ယူရမတင်ယူစရာပေါ့နော်တင်ယူရမယ်အကြောင်းအရာတွေဘလို့ချစ်ကြမလဲဘလို့ခွန့်လွတ်သီးခံနားလဲပေးရမလဲလူတွေအပေါ်မှာဘလို့ချစ်ကြမလဲဘလို့သီးခံနားလဲခွန့်လွတ်ပေးရမလဲဆိုတာကို င့်ယူဖို့အတွက်ပေါ့နော်ဒါ lesson ပေါ့နော် lesson နော်အာဒါ lesson နေပေးခဲ့တဲ့သူပေါ့ကိုယ်ပြောချင်တာနော် lesson နေပေးခဲ့ရပေးခဲ့တဲ့သူမျိုးတော့မို့ lesson ယူရမယ်အဲကိစ္စရက်ကလေးဒီပေါ့နော်ဖြစ်ခဲ့တယ်အဲ့တော့ဒီ h နဲ့ပတ်သက်ပြီးတော့မှပြောမယ်ဆိုရင်ဒီ h နဲ့ပတ်သက်ခဲ့မှုဒီကိုယ့်ရဲ့ဘဝမှာဘလူချစ်ဘလူချစ်ပေးရမယ်လူတယောက်ကိုဘလူချစ်ကမယ်ဘလူတီးခံခွင့်လွှတ်ပေးရမယ်ဆိုတော့သူ့စီကနေပြီးတော့မှနော်တင်ယူကတင်ယူခဲ့ရတာမျိုးပေါ့နော် ဖြစ်ပါတယ်တဲ့ဒီမှာဆိုရင်တော့တချို့သောသူတွေနံပါတ်7ကို get chance again တဲ့เนาะအဲ့အကယ်လို့စွမ်းတော့ကျွန်မအရှိမပြောဘူးကိုယ့်ပုံမှာလည်းကောင်းနေเนาะဟိုကိုယ့်ကိုယ့်ပုံမှာလည်းကောင်းနေเนาะအဲဘာလဲပေါ့เนาะမြောက်စလုံးရဲ့ပေါ့เนาะအရှိတိုးလို့မရတဲ့တချို့သောကိစ္စရဲ့တွေဖြစ်လို့တောင်မလို့သာလက်လွတ်ခဲ့ရတဲ့လူမျိုးတွေပေါ့เนาะဒီကတော့ကောင်းတဲ့ relationship တွေပေါ့เนาะ ace ဖြစ်တယ်ဆိုပေမဲ့ကိုယ့်ပုံမှာတကယ်တမ်းကောင်းတဲ့လူမျိုးဆိုရင်တော့တဲ့เนาะ give a chance เนาะအဲ့တော့ chance တခုထပ်ပေးပါတဲ့เนาะ chance တခုထပ်ပေးပါ from your mind what do you want အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာကိုဘာဖြစ်ချင်နေလဲဆိုတဲ့ဥစ္စာပေါ်မှာမူတည်ပြီးတော့တဲ့เนาะအဲ chance တခုထပ်ပေးလို့ရပါတယ် chance တခုထည့်ရလာနိုင်ပါတယ်တဲ့အဲ့တော့အဲ့အကြောင်းလို့ပြောဒီမှာเนาะဟောဗာလဲဆိုတော့ဒီလိုသော energy တွေမှာတေချာပုတ်သူကပြန်လာခြင်းနေရာမျိုးကိုယ်စီကနေပြီးတော့ chance တခုပေါ့เนาะထပ်ရခြင်းနေရာမျိုးလေးတွေရှိတယ်တဲ့เนาะအဲတချို့တွေကတော့တယောက်နဲ့တယောက် flat ခဲ့တာလေเนาะတချို့ကတော့ flat လုံးရုံပဲပေါ့เนาะ လတ်လုတ်ခဲ့တာရောင်းတဲ့တောက်ဒါကလူကြည်စေယုံလောက်ပဲเนาะအဲတချို့ကြတော့လေအတီမဟုတ်ဘောเนาะအတီမဟုတ်ပဲနဲ့ကိုယ့်ကိုဒီတိုင်းလေးပဲကြံ့သွားတဲ့ပုံစံမျိုးလေးရှိနေရမျိုးပေါ့เนาะကဲနောက်ဆုံးကတ်ကလေးအနေနဲ့โอเคเนาะတချို့တွေအတွက်ကတော့ဒီမှာပြပြသားသားပြောရတယ်เนาะကိုယ့်ရဲ့ ace ကတဲ့ဘာတွေအဲ့လောက်ကြီးကိုယ့်ကိုဆွဲဆောင်မှုတွေဖြစ်နေရလဲတဲ့เนาะ ကိုယ့်ပုံမှာလည်းမကောင်းတချို့ဆိုပြောရလေကောင်းလည်းမကောင်းဒါပေမဲ့ဘာလို့လူကျင်နေရလဲပေါ့နော်ကိုယ့်ပုံမှာလည်းတခါမှလည်းမကောင်းခဲ့ဘူးကိုယ့်အတွက်လည်းဘာမှလည်းမကြည့်ခဲ့ဘူးပေါ့နော်အဲ့အတွက်နဲ့များဘာကြောင့်မလို့လူကျင်နေရလဲတဲ့နော် please forget it နဲ့နော်မေးလိုက်ပါတဲ့သူတို့ကိုအဲ့တော့တချို့သောသူတွေကိုအကြံဉာဏ်ပေးလို့တာကတော့နော် training စဉ်ချိန်တွင်းမှာလည်းကိုယ့်အတွက်ဘာကောင်းချိုးမှလည်းမပေးဘူးစိတ်ပိုင်းဆိုင်ရာစိတ်ညစ်ရတာစိတ်ပိုင်းဆိုင်ရာစိတ်ဒုက္ခရောက်ရတာလွယ်လို့ကျန်တာဘာမှမရလာဘူးဆိုရင်နော်မိမိကိုယ်ကိုမိမိချစ်သောစိတ်ကလေးနဲ့နော် तू ကဘာတွေများကိုလာပြီးဆွဲဆောင်မှု တွေဖြစ်နေရတာလေเนาะကိုလဲကိုဟာနဲ့ကိုဆွဲဆောင်မှုရှိရှိနဲ့เนาะကိုကိုကိုချစ်တဲ့ energy လေးနဲ့နေပြီးတော့มาပါဗောเนาะသူတို့နဲ့ပတ်သက်တာကိုမေ့နိုင်အောင်စူးစားပါတဲ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်เนาะဆောနာအရှိမပြောခဲ့သလိုပဲเนาะ30ရာခိုင်နှုန်းသောသူတွေမှာတော့ပြန်လာဖို့မြင်တယ်เนาะနောက်တဲ့ကြံနေပေါ့နော်80ရာခိုင်နှုန်းသောသူတွေမှာကတော့နော်ဒီမိမိ relationship ကိုမိမိတို့အတိဆုံးဖြစ်မယ်နော်။ဘာကြောင့်လဲဆိုတော့ဒီမှာတေးစစာခွဲချက်မိပြောတယ်။အချင်းညီရမ်းမစိုးပဲနဲ့ပေါ့နော်။တကယ်တကယ်တမ်းအာတကယ်တကယ်တကယ်တမ်းကိုယ့်ရဲ့ နော်ရေဟိုအကြောင်းပေါ့နော်ရီမန်းချက်ရီရွယ်ချက်တွေနော်လူငွေအဲ့ပါအလုတ်ကင်ငွေကြေးစည်းဝါးအကြောင်းမလို့ခဏအဲ့လိုမျိုးခွဲသွားရတဲ့သူတွေအဖို့ကတော့ဒါတနေ့မှာသူသူ့မှာပေါ့နော်တကယ်ဟိုပြေဆုံးသွားတယ်ကင်းစော့ ပန်ဒီကာ energy ရှိသွားတဲ့အချိန်မှာเนาะတကယ်ကို king of pandical energy ဆိုတာဒါလည်းဆိုအလုတ်ကန်ငွေကြီးစီးပွားမှာတူလိုချင်တဲ့အတိုင်းအတာတွေရောက်ွားတယ်เนาะဒီလိုမျိုးပေါ့တနေ့မှာကြီးဝချမ်းသာွားတဲ့အချိန်เนาะတနေ့မှာကို့အလုတ်ကန်နဲ့အတီတကြားဖြစ်တဲ့အချိန်မှာကို့စီကိုเนาะလက်ဆောင်ထုတ်နေပြန်လာတာမျိုးပေါ့เนาะကို့စီကိုပြန်ရောက်လာတာမျိုးရှိလိမ့်မယ် နော်အဲဒါပေမဲ့တချို့သောတချို့သောသူတွေကြတော့နော်တချို့သော energy တွေမှာနောက်ထပ်ကျန်တဲ့နော်အဲကျန်တဲ့ရာခိုင်နှုန်းသောသူတွေမှာတော့ဘာလို့ဆိုတော့တတိယသူပေါ်သွားတယ်အဲ့ဒီတတိယလူနည်းကလည်းပဲဆနလို့အာဘယ်လိုခေါ်လဲပြန်ပြီးတော့ပေါ့နော်ဟိုကိုယ်စီပြန်လာနိုင်လောက်တဲ့အနေအထားမျိုးမရှိတော့ဘူးပေါ့နော်တတိယလူနဲ့သူနဲ့ကြားရဲမှာလဲတခြားကိစ္စအကြောင်းအရာတွေเนาะအခုလိုပေါ့အဲအရန်ဟိုဟာဖြစ်သွားတာပေါ့နော်ဒီ သူပြန်လာလို့မရတော့တဲ့ကိစ္စမျိုးပဲဒီမှာဆိုရင်လည်းကိုဝင်တော့เนาะခလေးရှိသွားတာတို့ကိုဝင်ရှိသွားတာတရားအခြားတယောက်နဲ့ယူသွားတာမျိုးပေါ့เนาะအဲ့လိုလူမျိုးတွေဆိုရင်တော့เนาะတခြားတယောက်နဲ့အိမ်အောင်ကြသွားတာယူသွားတဲ့သူတွေဆိုရင်တော့မမျော်ပါနဲ့တော့လို့ပြောစင်တယ်เนาะကဲဒါလေးကတော့ h ပြန်လာမလားဆိုရဲပေါ့เนาะ h ပြန်လာမလားဆိုရဲ reading လေးကိုကြည်ပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအဲ့တော့မိမိတို့ရဲ့ age တွေကိုเนาะမျှော်နေတယ်ဆိုတဲ့အသူလေးတွေအတွက်ကတော့ကောင်းတဲ့သူတွေဆိုရင်တော့မျှော်ပါเนาะမကောင်းဘူးကို့အတွက်လည်းဘာမှအကျိုးမရှိဘူးเนาะတစ်ဖက်ကသူကလည်းသူ့အနေနဲ့သူအိမ်နောင်လေးပါကြီးကြာသွားပြီဆိုရင်တော့မမျှော်ပါနဲ့တော့လို့ပြောချင်တယ်เนาะကဲအဲ့တော့ အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေเนาะအဲမိမိတို့ရဲ့တဦးတယောက်ချင်းစီအတွက်တီးတန့်ပေါ့เนาะဒီလို reading လေးတွေကြည့်ကြတယ်ဆိုရင်ကျွန်မရဲ့ Terror Healing and Reading Mind Kit Dryer Facebook ချက်ပေါက်နှစ်ခုစလုံးမှာလာမေးလို့ရပါတယ်နောက်ထပ်နောက်ထပ် Aho Reading အသစ်ကလေးတွေတင်လိုက်တိုင်းအမြန်ဆုံးသိအောင်လို့ကျွန်မရဲ့ဒီ YouTube Channel နဲ့เนาะ Facebook ချက်ပေါက်တွေကို like and follow လေးလုပ်ထားပေးကြပါလို့ပြောချင်ပါတယ်เนาะအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေเนาะအချစ်ရေးတွေလည်းအောင်မြင်စင်ကြပါစေနောက်ထပ်နောက်ထပ်ရီးဒင်းလေးတွေမှာပြန်တွေ့ပါမယ်เนาะတက်တာ